မင်္ဂလာပါရှင်ဒီကနေ့အော်ဒီိုဘာလ9ရက်နေ့ညနေပိုင်းသတင်းစီစဉ်ကိုပေါ့ပန်လေးစက်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့သတင်းဒီထဲမှာတို့နေပြီးတော့မဲစင်းမာရွေးမှုဝေဖန်ခဲ့တဲ့ဦးလာဆွေခေါ်ဘူလက်လက်ဆွေကိုစစ်တပ်ကခေါ်ယူသွားပြီးနောက်အဆက်အသွယ်ပြတ်တောက်နေတဲ့သတင်းတယ်လီနော်ဖုန်းဒေတာများစစ်တပ်ထံလွှဲပြောင်းမှုတို့အတွက်ဦးဖြိုးစရာတော်ရဲ့ဇနီးနဲ့လူအခွင့်ရေးအဖွဲ့များကနော်ဝေနိုင်ငံမှာပူးပေါင်းတရားစွဲဆိုတဲ့အကြောင်းချင်းပြည်နယ်မင်းတပ်မြို့နယ် ရှမ်းပြည်နယ်ကြောင်မဲမြို့ကမှစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်တေဆုံးထိခိုက်မှုနဲ့အဆောက်အအုံများပျက်စီးခဲ့တဲ့တည်င်များရန်ကုန်32လမ်းဟိုတယ်လူသက်မှုမှာကျွလွန်သူနဲ့ကြံရပါလို့ဆိုသူနှုတ်ဦးကိုဖမ်းမိတဲ့တင်းကိုစစ်ကောက်စီကထုတ်ပြန်ထားတဲ့အကြောင်းစတဲ့နောက်ဆုံးရတဲ့တင်းဒီကိုစုစည်းတင်ပါပြီးမှဖြစ်ပါတယ်။နေပြည်တော်မှာမဲစီရင်တွေမရွေးနေကြောင်းလူသိရှင်ကြားဝေဖန်ပြောဆိုလိုက်ခဲ့တဲ့ဦးလတ်ဆွေခေါ်ဘူလတ်လတ်ဆွေကို စစ်တပ်ကနေရင်ကနေလာရောက်ခေါ်ဆောင်သွားခဲ့ပြီးဒီကနေ့မှာအဆက်တွေပြတ်တောက်နေစေဖြစ်တဲ့လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့မှာဦးလာဆွေကနေပြည်တော်မှာမဲစင်းဒီဟာလူဦးရေ900ရှိရင်300လောက်အထိမှားယွင်းနေကြောင်းတေဆုံးသူတွေရဲ့စီးရင်တွေပါပါဝင်နေပြီး2020ရွေးကောက်ပွဲကာလကမဲစင်းအဟောင်းကိုတုံးနေတယ်လို့ယူဆကြောင်းထုတ်ဖော်ပြောဆိုဝေဖန်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်အောက်တိုဘာ10ရက်နေ့ပိုင်းမှာ စစ်တပ်ကလကောင်းရတဲ့နေရင်ကနေလာရောက်ခေါ်ဆောင်သွားခဲ့ပြီးဒီကနေ့အထိလက်ကန်ဖုံးတွေကိုလည်းခေါ်ဆိုလို့မရတော့ဘူးလို့သိရပါတယ်။ပုံမန်ရာဖီနိုင်ငံရေးစီးပွားရေးသုံးသက်ချက်ဗီဒီယိုအတိုလေးတွေနေ့စဉ်တင်လစ်ရှိတဲ့သူ့ရဲ့တက်တော့အကောင့်မှာလည်းဗီဒီယိုအစ်စ်တွေမတင်နိုင်တော့ကိုသိရပါတယ်။ကျန်ခံရေးပါတီတည်ရင်းစစ်အချိုးကတော့မဲစင်းရင်မာရွေးမှုအကြောင်းပြပြီးအာနာသိမ်းခဲ့တဲ့စစ်တပ်အတွက်ဦးလဆွေရဲ့ဝေဖန်ချက်ဟာအရှိုက်ကိုထိုးသလိုဖြစ်စေနိုင်တယ်လို့သုံးသပ်ပေးမယ်။ ဖမ်းဆီးခံရလားလားခေါ်မိနေရလားဆိုတာကိုတော့ပါတီဘက်ကပါဘာမှမသိရဘူးလို့ဆိုပါတယ်။ညပြီးတော့ပုပတိရိမြုံနယ်မှာရွေးကောက်ပွဲဝင်ပြိုင်မှုရှိတဲ့ဦးလာဆွေနဲ့ပတ်သက်လို့နောက်ထပ်ဘလို့အခြေအနေရှိလာမလဲဆိုတာကိုစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။အာနာသိန်းစီအုပ်စုထံဖုံးတုံးဆွဲသူများရဲ့အချက်လက်များလွှဲပြောင်းပေးခဲ့မှုအတော့နော်ဝေဆက်သွယ်ရေးကုမ္ပဏီတယ်လီနော်ကိုနော်ဝေနိုင်ငံမှာတရားစွဲဆိုလိုက်ပြီးဖြစ်ပါတယ်။ အာနာသိမ့်မီနောက်မတရားဖမ်းဆီးကတေတံပေးကွက်ညက်ခံခဲ့ရတဲ့ NLD ဝက်ထော်ကိုဇလဲဟောင်းဦးဖြိုးစရာတော်ရဲ့ဇနီးဖူတူမတဇင်းညွတ်အောင်နဲ့လူခွင့်ရေးလုံရှားမှုအဖွဲ့များဖြစ်တဲ့ Defend Myanmar Democracy မြန်မာ Internet Project တို့ပူးပေါင်းတရားဆွဲဆိုခဲ့တာဖြစ်ပါတယ်တယ်လီနော်ဟာ2021ခုနှစ်အာနာသိမ့်ပြီးနောက်အပြုံးစု21တန်းကျော်ရဲ့နာမည်လိပ်စာမတ်မုံလင်နန်ဒတ် ဖုန်းခေါ်ဆိုမှုမတန်နဲ့နောက်ဆုံးဒီနေရာစတဲ့အလွန်အန္တရာယ်များတဲ့အချက်အလက်ကိုစီအောက်စုတန်လွှဲပြောင်းပေးခဲ့တယ်လို့ဆွဆွဲထားပါတယ်အဆိုပါဒေတာတွေကိုအသုံးပြုပြီးအရက်တာတွေကိုခြေရောက်ထမ်းခြင်းဖန်ဆီးခြင်းနဲ့နှိပ်စက်ညင်ပန်းခြင်းတို့လှုံ့ဆော်ခဲ့ပြီးအနည်းဆုံးတအူးကွက်မြက်ခံရတယ်လို့လည်းတရားစွဲဆိုသူတွေကထုတ်ပြန်ထားပါဗျ။ တယ်လီနော်ကလောအယက်တာအဖွဲ့များရဲ့တားမီတောင်းဆိုမှုတွေကြားကနေအချက်အလက်တွေလွှဲပေါင်းပြရမှုပြီးနောက်နှစ်ဖက်၂၂ခုနှစ်မှာမြန်မာနိုင်ငံကနေအပီးတိုင်ရဲရောင်ထွက်ခွာသွားဖဲတာဖြစ်ပါတယ်။ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်ဒေသုံထိခိုက်မှုနဲ့အဆောက်အဦများပျက်စီးခဲ့ပါတယ်။ချင်းပြည်နယ်မင်းတပ်မျိုးဖော်ရဆောင်ကွင်းကြောင်းကိုစစ်တပ်ကလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာចောင်းသား၃ဦးနဲ့မတန်ဆွမ်းအမျိုးသမီး၁ဦးဒေသုံခဲ့ပြီး ဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း CDF နင်းတပ်ကတည်င်းထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုဟာအော်တိုဘာ၈ရက်ညနေပိုင်းမှာထိပွားခဲ့ပြီးတင်ငန်းဆောင်တွေအပေါင်းဝယ်နေရင်၆လုံးထိခိုက်ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။အလားတကူရှမ်းပြည်နယ်ကြောင်မန်းမြို့နယ်နန်မန်းတရားကိုလည်းစစ်တပ်ကလေကြောင်းထင်ပေါင်၂၅ဗယ်ပုံနှလုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တထားပျက်စီးသွားခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။အဆိုပါတရားကိုစစ်တပ်က၁၂၀ကျွန်းစစ်ဆင်ရင်ကာလနှင့် မိုင်းခွဲပျက်စီးခဲ့ပြီးနောက်ဒုတိယအကြိမ်အားဖြင့်လေးချောင်းကနေထပ်မံတက်ထိုက်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်32လမ်းဟိုတယ်လူတက်မှုမှာကျူးလွန်သူနဲ့ကြံရပါလို့ဆိုသူနှုတ်ဦးကိုဖမ်းမိတဲ့တဲ့င်းကိုစစ်ကောင်စီကနိုင်ငံပိုင်တဲ့င်းစာကနေတင်ဆက်ပြီးဒီကနေ့အောက်တိုဘာ9ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်အရလူတက်မှုကျူးလွန်သူလို့ဆိုလဲအသက်16နှစ်အရွယ်ကိုအောင်ခန့်ကျော်စင်းနဲ့ ၎င်းရဲ့ချစ်သူအသက်18နှစ်အရွယ်မအေမွန်အောင်တို့ကိုအော်တိုဘာ9ရက်နေ့မှာဖမ်းမိခဲ့လာဖြစ်ပြီးလူသက်မှုကျူးလွန်ခြင်းအတုံးဖြူခဲ့တဲ့ပစ္စည်းတွေပါတင်စီရရှိခဲ့တယ်လို့ဆိုပါရယ်။တပ်ဖြတ်ခံရသူပါတော့အသက်23နှစ်အရွယ်မဆုမြတ်ဝင်ဖြစ်ပြီးကိုအောင်ခန့်ကျော်စင်ကလိုင်မုံကန်အွန်လိုင်းကနေတွင်အခန့်ကယ်ပေးပြီးပျော်ပါဖို့ခေါ်ယူခဲ့တာလို့ထုတ်ပြန်ချက်မှဖော်ပြထားပါရယ်။ကိုအောင်ခန့်ကျော်စင်ဟာမဆုမြတ်ဝင်ကိုတပ်ဖြတ်ပြီးနောက်ချစ်သူထစ်သူမအေမွန်အောင်ကို ဟိုတယ်ကိုခေါ်ပြီးအခန်းတန့်ရှင်ရေလုခိုက်ပြီးအလောင်းဖြောက်ဖြစ်ဖြစ်နေပူပေါင်းပါဝင်ခဲ့တယ်လို့စစ်ကောင်စီကပြောဆိုပါတယ်။လက်ရှိမှာတော့သူတို့နှစ်ဦးကိုရာဇသက်ကြီးပုံမှ300နှစ်လူတက်မှုနဲ့အမှုဖွင့်ရေးယူထားတယ်လို့လည်းသိရပါတယ်။ဒီကနေ့ညနေပိုင်းသတင်းအစီအစဉ်ကိုဒီမှာပဲနေကုန်ချုပ်ပါတော့မယ်။နောက်ဆက်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။